ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အကြောင်းအရာလေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ်ကျွန်တော်အဲ့အကြောင်းအရာလေးကိုတော့တိမ်ဖုံးနဲ့လှဆိုပြီးတော့ကျွန်တော်အမိပေးထားရပေါ့နော်ဘာကြောင့်အဲ့လိုမျိုးတိမ်ဖုံးနဲ့လှလို့ခေါ်ရခြင်းအကြောင်းအရာလဲကျွန်တော်မှာရှိပါတယ်တရက်ပေါ့နော်ကျွန်တော်အနောက်ဖေးမှာအဝတ်သားလျှော်တဲ့အခါမှာအမှတ်မထင်ဒီကျွန်တော်ကောင်းငွေကိုမော့ကြည့်မိလိုက်တယ်ကောင်းငွေမိလိုက်တဲ့အခါမှာဆိုလို့ရှိရင်လှအာဗျာတော်တော်လေးကိုထိန်ထိန်သာပြီးတော့အဲ့ဒီမှာကြည့်ရတဲ့ခံစားချက်ကတော်တော်အေးချမ်းချမ်းရှိတယ်ဒါပေမဲ့မကြာလိုက်ဘူး ခဏနေကြရင်တိမ်မဲကြီးအုပ်ဝါလိုက်မှောင်ဝါလိုက်ပြန်လင်းလာလိုက်တိမ်မဲကြီးအုပ်ဝါလိုက်မှောင်ဝါလိုက်ပြန်လင်းလာလိုက်နေအဲ့လိုတန်နေရလဲနေရပါတော့အာကျွန်တော်အဝတ်လျှော်လို့ပြီးရဲ့အချိန်လေးရောက်တော့ကျွန်တော်ကောင်းကင်ကိုထပ်မောကြည့်လိုက်တဲ့အခါမှာလုံးဝဒီဘာတိမ်မှမရှိတော့ဘဲနဲ့သူ့ရဲ့ဒီလာမင်းထွန်းလင်းနေတာကိုပဲကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကကျွန်တော်တို့ရဲ့ဘဝနဲ့ပေါ့တာရကထားပြီးတော့စဉ်းစားမိပါတယ်ရှိပါတယ်ပေါ့နော်အဲ့ဒီစဉ်းစားမိရလေးကိုကျွန်တော်အခုပြပြမှာဖြစ်ပါတယ် ကျွန်တော်တို့လူ့ဘဝရလာပြီဆိုကြတဲ့ဟိုကအခက်အခဲတွေအတားအဆီးတွေအမျိုးစုံနဲ့ကြုံတွေ့ရမယ်ဆိုတာကတော့ဓမ္မတာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးကြုံတွေ့ရမယ်အခါမှာဆိုလို့ရှိရင်လည်းဒီတိမ်နေလို့ပဲအဲ့အခက်အခဲတွေကကျွန်တော်တို့ရဲ့စိတ်တွေကိုဖုံးလွှမ်းသွားတဲ့အခါမှာကျွန်တော်တို့စိတ်ညစ်တာတွေစိတ်ပင်ပန်းတာတွေပန်းနိုင်နေဝေဝါးဝါးတာတွေအလင်းရောင်တွေပျောက်သွားတယ်လို့ခံစားရတဲ့ခိုက်တန်တွေရှိမှအမှန်ပဲဖြစ်တယ်ဒါပေမဲ့တိမ်ဆိုတဲ့မျိုးကလေပြင်းတိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အချိန်တန်လို့ရှိရင်ပဲဖြစ်ဖြစ် သူကသူဝေးလွင်သွားစမြဲဖြစ်တယ်အဲ့လိုမျိုးတိန်နေကင်းစင်ပြီးဝေးလွင်သွားတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ကတောက်ပရဲ့လာမင်းအလင်းရောင်ကိုပြန်လည်မြင်ရတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဘဝဆိုတာလည်းအလိုပဲအခက်ခဲနဲ့ကြုံလာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘလူးမျိုးပန်းနိုင်နေပျောက်ကွယ်သွားရပဲဖြစ်ဖြစ်ဝေဝါးသွားပဲဖြစ်ဖြစ်အဲ့လိုခံစားရခြင်းသည်ခဏတာပဲဖြစ်တယ်ထาวရရှိနေမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ရဲ့ရင်ထဲမှာရှိနေတဲ့ကိုပိုင်အလင်းရောင်ကိုယုံကြည်မှုရှိပြီးတော့မဆုံးမနစ် ဇွဲလုံးလားရှိရှိနဲ့ကြိုးစားမယ်နောက်ထပ်ပြီးတော့ဟိုတောင်းခံထားမယ်ဆိုလို့ရှိရင်အချိန်တန်လို့ရှိရင်ဒီဒုက္ခဒုက္ခတွေကတိမ်နေလို့ပဲလွေးလွင်သွားမယ်ဆိုတာအမှန်ပဲဖြစ်တယ်အဲ့တော့ဒုက္ခတွေကြုံလာတဲ့အခါမှာကိုယ့်ကိုယုံကြည်မှုရှိပါကိုယ့်ရင်ထဲမှာကိုယ်ပိုင်အလင်းအောင်ရှိနေရဲ့ဇွဲလုံးလားရှိနေရဲ့ဆိုတာကိုလည်းယုံကြည်ထားပါဆက်လက်ပြီးကြိုးစားပါအဲ့ဒါဆိုရင်တော့မိတ်ဆွေဟာတနေ့မှတော်တော်ကိုအဆင်ပြေပြေနဲ့ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်အဲ့လိုပဲမိတ်ဆွေတို့လည်းကိုပိုင်အလင်းရောင်ကိုစီနဲ့ထွန်းလင်းတဲ့ဘွားတွေကိုပိုင်ဆိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှာဆက်လက်ပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်